申し送り、ナンバーセ。まるまるゴシスの長谷川さん。背中がかゆいと何度か歌いがあり、軽く書いた跡が見られました。皮膚は少し赤くなっていますが、出血はありません。難航を塗布し、看護師へ報告済みです。<laughs> えー、〇〇アカンが ဟာဆဲကာဝါဆန်ကစေနာကကခါယူဤကြောကုန်ရတယ်ဆိုပြီးတော့နန်းတို့ကအကျင့်ကျင့်ဥတရဲကအာရီပြောကြားခြင်းရှိပြီးတော့ခါရုခုခိုက်တာခါရုခုခိုက်တာဆိုခါရုခုဆိုတာတော့ကအေပေါ်ပေါ်ပါပါပေါ်ပါသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာတော့သူဖြည်းဖြည်းအตาလေးကုတ်ထားတယ်အတ္တအရာပေါ့နော်ခခုဆိုတာကကုတ်တယ် အတောဆိုတာကအရာမခြေရာဆိုရင်အရှိအတောလို့ပြောရနော်အရှိအတောဆိုတာခြေရာအဲ့ဒီဒီဖောက်ဖွားလေး तू ကုတ်ထားတဲ့အရာကို तू တွေ့မြင်ခဲ့ရတယ်ဖောက်ဖွားကုတ်တာလားအားနဲ့ကုတ်တာလားဆိုတာကိုကိုရီးက तू ကြံခဲ့တဲ့အရာပေါ်မူတည်ပြီးတော့ဆုံးဖြတ်လို့ရတယ်နော်အဟီဖူဝါစကောရှိအကာခုနာတေမစငါအရေပြားကနည်းနည်းနီနေပေမဲ့ရှုခိတ်ဆိုတာဒီမဆန် တွေးထွက်တာမျိုးတော့မရှိဘူး။နန်းကိုတို့ဖူရှိနန်းကိုဆိုတာလိန်စေးလေးစေးလေးပေါ့နော်လိန်ဒီလိန်နဲ့စေးပေါ့ကွာနော်အဲ့လိုမျိုးလိန်စေးလေးကိုတို့ဖူဆိုတာကနူရုဆိုတဲ့ပြပေါ့နော်နူရုနူရုဆိုတာလိန်တည်လေ။အဲ့တော့တို့ဖူဆိုတဲ့ဂျပန်စကားလုံးကိုမိနေရင်နူရုနဲ့လည်းပြောလို့ရတယ်နော်။အဲ့တော့လိန်ပြီးပြီးတော့ခန်းကိုရှိရဲ့ ဒီ nest မှာသူနာပြူကိုလည်းသူ hokoku sumi desu အကြောင်းကြားပြီးအစီရင်ခံပြီးဖြစ်ပါတယ်တဲ့